မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့ဆရာကဒီနေ့မှာတော့2025ခုနှစ်မေလအတွင်းမှာဗုဒ္ဓဖူးရဟုတ်တာသမီးမိတ်ဆွေတွေမေလ15ရက်နေ့ကနေပြီးတော့22ရက်နေ့အထိတပတ်တာဟောစတန်းကိုဆရာဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျတော့ဒါကြောင့်ဗုဒ္ဓဖူးရဟုတ်တာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးဘီယာတွေဝေးကွာကြပါစေကြောင်းဥစွာဒီကနေ့မေတ္တာဖို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျာဘုရားကြောက်တာသမီးများမိတ်ဆွေများဒီတစ်ပတ်တာအတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာ မိစေတို့အနေနဲ့လက်ရှိရင်ထဲမှာ ခྱི་သွားကျင်တဲ့စိတ်တွေခྱི་ထွက်ကျင်တဲ့စိတ်တွေစဉ်းစားနေတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်အဲမပြောတာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွာဖြစ်နေတယ်ငါတော့ဒီနေရာကနေပြောင်းပြီးတော့လုပ်ရင်ကောင်းမလားဒါကဘယ်တစ်ခုခုကိုပြောင်းလဲပြီးတော့ချိန်ကျလုပ်လိုက်ရင်ပုံမျိုးမကောင်းမမလားလက်ရှိနေရာကနေပြီးတော့နှိမ့်ကျသွားနိုင်မလားဆိုပြီးစဉ်းစားတွေးခေါ်နေတာမျိုးတွေအပြောင်းလဲတွေအစ်စ်ကိုစဉ်းစားနေတာမျိုးအဲလုပ်ငန်းအစ်လုပ်ငန်းအလုပ်အစ်စ်ကိုစဉ်းစားတွေးခေါ်နေတာမျိုးအဲပလန်အစ်စ်ကိုစဉ်းစားတွေးခေါ်နေတဲ့ကာလမျိုးဘာလို့လုပ် င်ကောင်းမလဲဆိုပြီးတော့ကိုကိုကိုစဉ်းစားတွေးခေါ်အပြေးချနေတော့ကာလာဖြစ်ပါလေခင်ဗျာเนาะလက်ရှိမှာမိษွေတို့အနေနဲ့အလောက်ကအလောက်ကနေပတ်သက်လာရင်တော့အထူးသဖြင့်လုပ်ငန်းကို အဟောင်းကြီးကိုတိုးချဲ့လှုပ်ဆောင်တာမျိုးလေးတွေအားနည်းစီပါတယ်လုပ်ငန်းနဲ့ပတ်သက်လာရင်ယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာရင်အထက်လူကြီးအကြီးအကဲတွေရဲ့ဖီအားပေးမှုလေးတွေအထက်လူကြီးမိမိရဲ့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတာမျိုးလေးတွေနည်းနည်းလေးတွေ့ရတယ်အထက်လူကြီးနဲ့ပတ်သက်အကြီးအကဲတွေနဲ့ပတ်သက်ကိုယ့်ကိုလုပ်ငန်းအဖီအားပေးတာမျိုးစီးမင်းအသက်စီကံအသက်လေးတွေကြောင့်စိတ်ပန်းလာမျိုးစိတ်မောတာမျိုးဆက်မလုပ်ချင်တာမျိုးတွေအားရွက်နေတဲ့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားဥဒ္ဒတမိတွေကလက်ရှိမှာ အဲဖြစ်နိုင်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်လို့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့သတိထားစင်ကြင်ပြီးတော့စကားလုံးလေးတွေတုံ့ဆွဲတဲ့အခါမှာအဲနားလည်မှုချိချိနဲ့တေချာကိုထိနေနေပြောဆိုဖို့လိုအပ်ပါတယ်ခင်ဗျာ။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းအသစ်လှုပ်ဆောင်လို့ရှိရင်အားသာကောင်းမှာပါတယ်လုပ်ငန်းအသစ်ကိုလှုပ်ဆောင်မယ်ရှေ့လှုပ်ဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့ကံကောင်းစေနိုင်ပါတယ်ဒါအပြင်မိတ်ဆွေတို့ရဲ့အဲအိမ်သွေးကိစ္စတွေမိသားစုရေးကိစ္စတွေဒီမှာငိုကထက်ကံကအဆင်ပြေအောင်အေးချမ်းအောင်စွမ်းဆောင်နိုင်တော့အပတ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်သွေးကိစ္စတွေမှာနည်းနည်းလေးအရှင်ပြေဖို့လိုအပ်ပါတယ်ကိုကိုနားလည်မှုလွဲနေတာမျိုးအထင်မြင်လွဲနေတာမျိုးလေးတွေကိုပြန်လည်ပြီးတော့ဖြည့်ရှင်းရှင်းပြတင်တော့ကာလဖြစ်တဲ့မိမိကို ဆနာလူကဟိုကို့အနေနဲ့ပြဿနာကိစ္စတခုခုကိုဒေါသနဲ့အလင်းစလိုဆုံးဖြတ်တာမျိုးတက်တိတိကျကျအေးကျကျနဲ့ဒီလိုဒီလိုဖြစ်ကြောင်းကိုတိတိကျကျကိုရှင်းပြသင့်ပြီးတော့အမှန်တရားကိုအချိန်တိုင်းငါမှန်တာတိသွားမှာပဲဆိုတာတက်ကိုတုံဆိုင်တွေ့ဝေမနေပဲနဲ့ရှင်းပြဖို့လိုအပ်ပါတယ်လုပ်ငန်းခိုင်ငန်းနဲ့ပတ်သက်ရင် ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကောင်းပါတယ်ခီးထွက်တာမျိုးခီးသွားတာမျိုးတွေနဲ့ပတ်သက်လာရင်ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်အိုးအိမ်ရှမ်းပြည်လုပ်ငန်းတွေအကျိုးပေးပါတယ်အိမ်ရှမ်းပြည်အာမခန်နဲ့ပတ်သက်တာမျိုးလေးတွေအုတ်တွတ်တန်တဲ့အစရှိတဲ့အရာလေးတွေကုတန်းရောင်းဝယ်ရေးဆိုင်ရာတွေအကျိုးပေးပါတယ်ဒါပေမဲ့အဲမိမိတို့အနေနဲ့ဘာကိုလှုပ်လို့လက်ရှိကာလအတွက်တွေ့မှာဆိုရင်ကိုပိုင်လုပ်ငန်းတွေလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးစတင်တာတွေကူးပြောင်းတာတွေကိစ္စလေးတွေအာမခန်ကိစ္စလေးတွေအိုးအိမ်ရှမ်းပြည်စောက်တာဝယ်တာရောင်းတာပြောင်းတာလေးတွေနဲ့ပတ်သက်လာကိုယ့်အမိကိုခံလို့တာမျိုးလေးတွေဟာအကျိုးပေးအားတာပြီးတော့ရှေ့တိုးဆောင်ရရင် ်ကံကောင်းခြင်းနဲ့အစဉ်ပြေမှုတွေကိုရရှိစေမဲ့အပတ္တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လာတဲ့အခါမှာစကားပြောဆိုလေးတွေမှမအောင်တတိထားစင်ကြင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာအလုတ်ကငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်ဝါငွေကံကောင်းပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ထီပေါက်တယ်လို့ပဲရတနာဘူးစိုက်ကိန်းနဲ့စိုက်တယ်လို့ငွေကြေးဟာလုံငယ်ရင်ငယ်နဲ့ဝင်လာတက်တာမျိုးလေးတွေမိမိတို့အနေနဲ့ ဆရာတို့ဟိုငွေကြီးနဲ့ပတ်သက်လာရင်မထင်မှတ်ပဲနဲ့အဲကို့အနေနဲ့ပုံမှန်လုပ်နေကြလို့ကမှတာမန်ထက်ထူးထူးခြားခြားအခွင့်အလမ်းကောင်းနေပေါ်လာတက်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်ငွေကြီးဆိုင်ရာကိစ္စတွေမှာအဲရင်းနှီးလှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတကယ်ကိုအသွင်ခွန်ဆိုင်နဲ့လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်တယ်လက်လွန်တာတဲ့ငွေကြီးတွေကိုတောင်းတဲ့အခါမှာခက်မှမှခတင်းတင်းတောင်းဖို့လိုအပ်တဲ့အာနာရာမျိုးထက်ရေရဲဝန်းနဲ့မျက်နှာချင်းဆိုင် face to face တောင်းရင်အောင်မြင်တိုးတက်နိုင်ပါလေခင်ဗျအစုချေရလုပ်ငန်းတွေညီကိုမတော်တွေနဲ့ပတ်သက်ပြီးစုဝေးလှုပ်ဆောင်ရတဲ့အလုပ်တွေအမွေကိစ္စတွေအမှုကိစ္စတွေစကားပြောဆိုတဲ့ ကမှာဒီဘတ်တာဟာအားသာပြီးတော့ကောင်းမှုပြီးတော့ရှေ့တို့ဆောင်ကလှုပ်ဆောင်တင်တော့ကာလာဖြစ်ပါတယ်။ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ကျမ်းမာရင်နည်းနည်းလေးညံ့ပါတယ်။ ဓမ္မအင်းနဲ့ပတ်သက်လာရင်အစာအိမ်နဲ့ပတ်သက်တာမျိုးလေးတွေစီးနဲ့ပတ်သက်တာမျိုးလေးတွေအဲလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးညံ့တဲ့အတွက်ဓမ္မအင်းနဲ့ပတ်သက်ကယူဆိုင်ပါမကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေစုံပညာတွေဒီလိုပညာရက်တွေနဲ့လေပြူစားတိုက်ခိုက်ခြင်းမျိုးတွေကြုံွားတက်သဖြင့်မိတ်ဆွေတို့အနေနဲ့သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အရေးကြီးသောအပူအဆက်တို့အရေးဟလာဟိုအစာအိမ်နဲ့ပတ်သက်သောစီးနဲ့ပတ်သက်တာတွေမှာငကူကအရှိကန်ရှိတဲ့မိတ်ဆွေများအစာတောက်တဲ့ပတိုင်ပုံမှုပြီးတော့သတိထားတဲ့သောအပတ်တာဖြစ်ပြီးတော့အခါအမိတ်ဆွေတို့အနေနဲ့ ဟိုအစားမတ်တော်တလို့အသွားမတ်တော်တလန်းဆိုတဲ့အတိုင်းပဲเนาะဖြစ်တတ်တဲ့အတွက်တတိထားစင်နေပေးဖို့လိုအပ်ပါတယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်အဲမိတ်ဆွေတဲ့အပေါင်းအသင်းတစ်တွေလုပ်ငန်းတစ်တွေကိုလှုပ်လို့ကောင်းသလောက်မိတ်ဆွေတဲ့အပေါင်းအသင်းတစ်တွေကိုလှုပ်ဆောင်တာမျိုးတွေအားနေပါတယ်အဲအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာငကိုကဆိုတာမန်တိုင်းဆိုအစဉ်ပြေတယ်နံပါတ်1ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာဖြစ်စီမိမိအိမ်တော်ရင်းမှာဂျားလူကြောင်းဖြစ်စီမိမိရဲ့အိမ်တော်ဘက်ရဲ့ ဆွေမျိုးသားချင်းအဲမိမိရဲ့ဆွေမျိုးသားချင်းကိစ္စလေးနဲ့ဒီလိုမျိုးတဦးတယောက်ပါလာတာမျိုးလို့ဒီအကြောင်းပြုပြီးစကားများပြီးတော့စိတ်ဆိုးစိတ်ကောက်တာမျိုးစိတ်ပင်ပန်းတာမျိုးစိတ်မောတာမျိုးတွေကြုံအားတက်တယ်လို့အဲဟိုဇဂနာဇဂနာထိုးတာမျိုးလေးတွေအဲဒီတယောက်နဲ့တယောက်တဦးနဲ့တဦးเนาะ ဟိုနားလည်မှုအမြင်မကြည့်တာမျိုးလေးကြုံရတဲ့အတွက်မိမိတို့အိမ်အောင်ကြီးမှာဆိုလို့ရှိရင်ဂျားလူအဝင်မခံပါနဲ့အဲဆွေမျိုးသားချင်းနဲ့ပတ်သက်လာရင်ဆွေမျိုးသားချင်းညာအိမ်ညာနေလာတာမျိုးဖြစ်နိုင်လို့ရှိရင်ဆက်ပစ္စည်းအစုပ်အဟောင်းအပြက်တွေရှိရင်စွန့်ပြီးပါဆက်ပစ္စည်းပျောက်တာမျိုးရင်နေနဲ့ပါနေပတ်သက်လို့ထိခိုက်ရှာနာတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့တတိထားဖို့လိုအပ်ကြောင်းနဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေတတိထားဝယ်ပါနိုင်ငံခြားခရီးသွားပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်နည်းနည်းလေးကြံ့ကြာဟန်တာနိုင်တော့ကာလာအပတ်တာအပိုင်းရှားဖြစ်တဲ့အတွက်တတိထားစင်ကျင်ဖို့လိုအပ်ပါ ါတယ်လုပ်ငန်းကိုင်ငံနဲ့ပတ်သက်ပြီးတော့လဲမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတစ်ခုလှုပ်ဆောင်လို့ရတယ်ဒါပေမဲ့ကို့အတွက်တူရဲအမိခံပြီးလှုပ်ဆောင်တာအာမအာတာကောင်းမွန်တယ်သူတို့ဘာကိုအာမခံပြီးတာမျိုးလေးတွေအိမ်ဆောင်ကြီးမှာဂျားလူဝင်တာမျိုးလေးတွေအမိမိတို့အနေနဲ့အိမ်ဆောင်ကြီးနဲ့ပတ်သက်လာမဟုတ်မဟုတ်ဘယ်နဲ့မတိကြမကြီးရတဲ့ကိစ္စတွေကိုအကြောင်းပြပြီးပြဿနာတက်တဲ့အတွက်ဒီရချက်လေးတွေကိုတတိထားစင်ကြင်ရတော့လိုအပ်တော့ကာလာဖြစ်ပါတယ်ခင်ဗျာ စာချုပ်စာတမ်းလေးနဲ့လောက်တာမျိုးတွေဟာပုံမူတိကျနိုင်ပါတယ်။နှုတ်အားဖြင့်ကတိတားနှုတ်တရားစာတလုံးဆိုတဲ့အတိုင်းပဲတိတိကျကျဆောင်ရွက်ရင်ပုံမူအားသာကောင်းမှာပါတယ်။လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်လူထင်ကြီးခံရတတ်ပါတယ်။မိမိတို့အနေနဲ့ချစ်သူကြီးစားမရှိသူတွေအရှိရင်နဲ့ပတ်သက်လာလို့ရှိရင်အဲကိုကိုစနလိုပေါ့တွန်းဆုပ်တွန်းဆုပ်ဖြစ်နေတာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာလို့ရှိရင်ကံရဲ့အားနည်းမှုတွေနည်းနည်းလေးတွေ့ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အရှိရင်မှာတော့ကံကဒီ အဲမိမိတို့ချစ်တော်မြတ်လို့တော့သူကိုလမ်းကြောင်းလေးခင်းထားတာမျိုးမထီမတက်စီလေးပြောထားတာမျိုးကတော့ပိုကောင်းပါတယ်ပေါ့နော်ဖွင့်မပြောသေးနဲ့ဘောအဖွင့်ပြောလိုက်လို့ချင်းလဲရသွားရင်တော့ရသွားပါဘောနော်အရှင်နဲ့ပတ်သက်လို့တော့ဆရာအများကြီးကြံမပေးချင်ပါဘူးကြိုက်ရင်ရှာတော့ချက်နော်လိုက်တာလားပြောနော်အဲဒါပေမဲ့အဖူးစာစင်ဆရာစီလားဆရာကောင်းပြီဆရာကောင်းပြီအဲအိမ်တော်ကြီးနဲ့ပတ်သက်သမီးကြီးစားများအနေနဲ့ဆိုလို့ရှိရင်တော့မိမိတို့ရဲ့အရှင်ကြီးမှဆိုရင်ဟုတ်ပြီအဲ မိမိတို့ရဲ့အရှိရေးနဲ့ပတ်သက်လာတဲ့အခါတမိစားရေးနဲ့ပတ်သက်လာတဲ့အခါအစင်မပြေမှုတွေကိုအမျိုးသမီးတယောက်ယောက်နော်မိန်းကလေးတဦးတယောက်ရဲ့အကူအညီနဲ့ဖြည့်ချင်းမှာပြန်လည်ပြီးတော့အကူအညီရရှိတတ်ပါတယ်။ငကူကစိတ်ဆိုးစိတ်ကောက်နေတော့ချစ်သူဤစားတွေပြန်ပြီးတော့စိတ်ဆိုးပြေနိုင်တာမျိုးအဆက်အသွယ်ပြန်နေသူတွေပြန်လည်အဆက်အသွယ်ရရှိတတ်တယ်လို့မိမိရဲ့တမိစားနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ပြုချင်းစိတ်ဆက်ချင်းကြောင်းလန်းချင်းတွေပြောဆိုတဲ့အခါမှာလည်းအာသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျ။ဒါအပြင်မိမိရဲ့ချစ်သူဤစားနဲ့ပတ်သက်ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းခရီးသွား ွားကိစ္စရင်းဒီလိုမျိုးလေးတွေတူတူခီးထွားရတာမျိုးလေးတွေကြောင့်မိမိတို့ရဲ့အရှိရေးမှာတော့အေးချမ်းမှုနဲ့တာယာမှုနဲ့နွေးထွေးမှုတွေရရှိတတ်တယ်ဆိုတဲ့အပတ္တကာလဖြစ်ပါတယ်ခင်ဗျာသတိထားစင်ကြရမယ့်အပတ်အနေနဲ့မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်ဒီအပတ္တအတော်တွေမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲ လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်မတိချမရေရာပဲနှုတ်ကတိတည်တာမျိုးလေးတတိထားပါစေတနာလေးတွေဝေဒနာဖြစ်ရတတ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အထက်လူကြီးအကြီးငယ်နဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲတတ်တဲ့အတွက်စကားကိုအကုန်မပြောဘဲနဲ့ထင်းထင်းသင်းသင်းပြောဖို့လိုအပ်တဲ့ပြဿနာကိစ္စတွေကိုအကျွေးမထားဘဲနဲ့ချက်ချင်းဖြေရှင်းလိုက်တာပုံမှန်ကောင်းမှုပြီးတော့တိုးတက်နိုင်ပြီးတဲ့အခါ ဖြစ်နိုင်ရင်မိษွေတို့အနေနဲ့မိမိတို့ရဲ့အိမ်ဘင်းကိုညာညာနေမခေါ်ပါနဲ့ဆက်ပစ္စည်းရင်အစ်စ်ဝယ်တာမကောင်းပါဘူးပျောက်တတ်တာမျိုးတွေဝင်တာမျိုးတွေအားနဲ့တက်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေမဝင်တာကောင်းပါတယ်ဖြစ်နိုင်ရင်ညာအိမ်ညာနေခကြီးမထွက်တာမဝင်လာတာလက်မခံတာပို့ပို့ပြီးတော့ကောင်းမွန်တော့ကာလာဖြစ်ပါလေခင်ဗျာဒါအပြင်မိษွေတို့အနေနဲ့ဒီအပတ်တာတော်တွေမှာသတိထားဆင်ရင်ရမှာတော့မိษွေတို့အနေနဲ့အပြာရောင်ရင့်ရင့်တွေကိုတတိထားဆင်ကျင်ပြီးတော့ဝစ်စင်မှာမိမိရဲ့ကံကိုညှက်စေပါတယ်။ဒီအပတ်တာတော်တွေမှာဆိုရင်မိษွေတို့အနေနဲ့ဘာကိုလှုပ်လို့ဆက်လျှောက်ရနှစ်တရက်ကိုတော့ တိထားဆင်ခြင်ပြီးတော့အရေးကြီးတော့ကိစ္စရက်တွေကိုလှုပ်တဲ့အခါမှာတော့22ရက်နေ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ခြေတိုးဆောင်ရရင်အကြံစီကောင်းတွေအခွင့်အလမ်းကောင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရာမိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာလက်ခုပ်ခုနှစ်ချက်တီးပြီးလိုရာကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောလားဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့၅ကဏ္ဍ၃ကဏ္ဍ ဇီရိုကနန်းနေဟာမိတ်ဆွေတို့ရဲ့အကံကိုတိုးတက်စီပြီးတော့အကျိုးပေးတော့အယောင်နေအနေနဲ့ဆိုလို့ရှိရင်တော့အဝါယောင်၊ခြွေဝါယောင်မိတ်ဆွေတို့အနေနဲ့အနီယောင်နေဟာကံကောင်းအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါလေခင်ဗျအဆက်ဆက်ရရအစီအပြေစီပြီးငွေကြီးကံအားကောင်းဇေယံအတွက်ဆိုရင်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျအဲခရီးသွားတဲ့ သူတွေခီးသွားတဲ့မိတ်ဆွေတွေလမ်းကြုံနေမိတ်ဆွေအပေါင်းအသင်းတွေကိုတောက်ရီတို့အေးတို့နော်လှူဒန်းခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်သို့မဟုတ်ခီးသွားစေကုခြင်းဖြင့်တန်ကောင်းစေကြောင်းဆရာကထလောင်းပြောကြားလိုက်ပြရစီကျေးဇူးတင်ပါတယ်ဒါကတော့တပတ်စာဟောစတမ်းဖြစ်ပါတယ်အဲဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေအားလုံးအရာရာအောင်မြင်အဆင်ပြေတိုးတက်ကြပါစီဆရာငန်းနှဖိဒီမိတ်ရှင်ခွန်ကိုတုံညာ2936 Quad Telegram Viber မှာဆက်သွယ်နိုင်ကြောင်းနဲ့ TikTok Messenger မှာဗီဒီယိုဟောချောင်းပြောရင်းနဲ့ဆရာငယ်မိတ်ဆွေများနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်